စီးပွားရေးကျဆင်းမှုကို FED ဥက္ကဋ္ဌခေါင်းပေါ်ကိုပုံချပြီးတော့မှ အလုတ်ထုတ်ဖို့ထွန်းတရောက်ပြင်ဆင်နေကြောင်းကို Wall Street Journal ကဖွင့်ချခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။လူကြီးမြတ်များအားလုံးပဲမင်္ဂလာပါရှင်။ TPM မြန်မာကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့လဝုံးပဲဖြစ်ပါတယ်။ အခွန်နှုံးတွေကြောင့်ဖြစ်လာသမျှစီးပွားရေးကျဆင်းမှုမှန်သမျှကို FED ဥက္ကဋ္ဌပါဝယ်ရဲ့ခေါင်းပေါ်ကိုပုံချအပြစ်ဖို့ရန်ဒေါ်နယ်ထရန့်တယောက်အစီအစဉ်နေချောင်းကို Wall Street Journal ရဲ့ Nest Tamiro ကထုတ်ဖော်ရေးသားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရသက်သက်ဘတ်တုံးကလည်းဘဟုပံအနေနဲ့လိုအပ်တဲ့အချိန်မှာ အတိုးနှုံချောချမှုတွေမလုပ်ခဲ့ဘူးလို့ထရန့်တယောက်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ သားဟာဗဟိုဗန်ရဲ့လွတ်လပ်တဲ့အချုပ်အခြာကို ထိပါနှောက်ယှက်တာဖြစ်ပြီးတော့မှထမီးတော်ကကျမတို့ထဲ့သွင်းရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ကနေပြီးတော့မှသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေ FVD ဥက္ကရာပါဝယ်ကိုအတိုးနှုန်းအလီအမြန်မချော့ချခြင်းနဲ့ပတ်သက်ပြီးတော့မှ အရှုံးသမားကြီး Mr. Tooley အာကိုနှောက်ချကြီးစသဖြင့်အာတုံတုံတိုက်ခဲခဲ့ပြီးတဲ့နောက်မှာတော့ Tomatoes ကအခုလိုမျိုးဖွင့်ချရေးသားခဲ့တာလည်းဖြစ်ပါတယ်။ FED အနေနဲ့အတိုးနှောမချောချခဲ့ပါက အမေရိကန်ရဲ့စီးပွားရေးကိုထိခိုက်နိုင်တယ်လို့ Trump ကသတိပေးခဲ့ပြီးတော့မှ သူ့လက်ထက်မှာငွေကြေးဖောင်းပွားတာမျိုးမရှိကြောင်းကိုလည်းပြီးခဲ့တဲ့ရသက်တပတ်ကပြောဆိုထားခဲ့ပါတယ်။ပါဝဲကို Trump ကိုယ်တိုင်သူ့ရဲ့ပရမဆုံးတက်တန်းတုံးကခန့်ခဲ့တာဖြစ်ပြီးတော့မှ2026ခုနှစ်လောက်ထိတက်တန်းကြန့်ရှိနေသေးတာပဲဖြစ်ပါတယ်။ သူ့ရဲ့ပရမဆုံးတတန်တော်ကလည်းအတွန်းနှုံးမမြင်ဖို့နဲ့ချောချဖို့ကိုပါဝယ်ကိုထရန်ကအတင်းအထက်တိုက်တွန်းခဲ့ပါသေးတယ်။ပါဝယ်အနေနဲ့ရခင်ကလေးကအတိုးနှုံးချောချဖို့ကိစ္စရက်ကိုပြောဆိုထားခဲ့ပြီးတော့မှထရန့်ရဲ့အတိုးနှုံးကြောင့်စီးပွားရေးကျဆင်းမှုတွေရှိလာနိုင်တယ်လို့သတိပေးခဲ့ထားဘူးတာလည်းဖြစ်ပါတယ်။ထရန့်ရဲ့အခွန်နှုံးတွေကြောင့်စီးပွားရေးကအစမတန်ကျဆင်းလျက်ရှိနေပါတယ်။ try ရဲ့ power အပေါ်တိုက်ခိုက်မှုတွေကြောင့် store ဈေးကွက်ကြီးတစ်ခုလုံးကလည်းထိမ်းမြောက်အောင်ချာချာလဲသွားခဲ့ပြီးတော့မှဒေါ်လာအနည်းငယ်အကောင်းလာခဲ့ကကျမတို့ဒီ banner ရေးစာချုပ်တွေကလည်းတန်မိုးမြင့်တက်ခဲ့သလိုရွှေဈေးကလည်းတမိုင်းတစ်လျှောက်အမြင့်ဆုံးကိုရောက်ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်ရှင်။ ယနေ့တင်ဆက်ပေးလိုက်တဲ့သတင်းကတော့နောက်ဆုံး update ရသတင်းလေးပဲဖြစ်ပါတယ်။ဒီလိုမျိုးအချိန်နဲ့တပြေးညီ fundamental ဘိုင်းဆိုင်ရာ technical ဘိုင်းဆိုင်ရာတွေကို သိရှိလိုပါကကျမတို့ရဲ့ DBM မြန်မာကို like share follow လေးပြုလုပ်ထားဖို့လူချင်းမင်းတို့မမေ့ပါနဲ့နော်။အားလုံးပဲတာယာတော်နေ့လေးဖြစ်ပါစေ။